ားလုံးပဲမင်္ဂလာပါကိုယ့်ရဲ့ Facebook post တွေကို posting တိုးတော့မယ်ဆိုရင်အခုဗီဒီယိုလေးကိုအရင်ကြည့်တော့ဖို့လိုပါမယ်နော်ဘာလို့လဲဆိုရင်ကျွန်တော်လုပ်ငန်းရှင်အများစုကကြော်ညာတိုင်းမှာအပတ်စံအများကြီးတုံးမှလူတွေစီရောက်တယ်လို့ထင်နေကြတာပေါ့နော်အဲ့ဒါလုံးဝအမှားကြီးမှပါတယ်အခုကျွန်တော်ဒီမှာ website လေးနဲ့ကျွန်တော်တက်တည်ပြပါမယ်အခုကျွန်တော်တို့လိုက်ကြည့်အောင်အဒီမှာကြည့်ပါနော်ကျွန်တော်ဒီမှာဆိုရင်9.96 6ဒေါ်လာဖို့ ਨੇ ကျွန်တော်တို့ လူတွေမြင်တာက26442ယောက်မြင်ခဲ့တယ်လူတွေအလုံးပေါင်းစီရောက်တာ26335ယောက်ပါကျွန်တော်စစ်စစ်ပေါင်းမြင်ခဲ့ရပါဘောနော်ရောက်ခဲ့တယ်ဘောနော်ဒီစီကမြင်တဲ့အကြီးအကျယ်အတွက်ပြီးရင်ဒီမှာကြည့်မှဆိုရင်ကျွန်တော် post engagement အနေနဲ့ဆိုရင်19886ယောက်သူကဘာကိုပြောလဲဆိုရင်ကျွန်တော် post ကို like လုပ်တယ် comment ပေးတယ်ပြီးတော့ share ခလုတ်ရေးနေခဲ့တယ်ဗောနော်ဒီမှာဒီမှာဆိုရင်ပိုးရေးကြီးရလေးတခုပြမယ်ဆိုရင် CPR ဒီ CPR ကြီးကဘာလို့ပြောလဲဆိုရင်ကျွန်တော်တို့ဒီလူတယောက်မြင်ဖို့တော့ကြတင်တဲ့ပတ်စံပေးရတဲ့ပတ်စံပေါ့နော် Facebook ကိုဒီမှာဆိုရင်0.00030ဆိုရင်ဗမာငွေနဲ့ဆိုရင်တစ်ချက်လောက်ပဲကျွန်တော်တို့ကြကြတယ်ပေါ့နော်ဒီလိုဒီတစ်ချက်လောက်နေနဲ့ကျွန်တော်တို့ပို့စီကိုလူတွေအများကြီးစီကိုရောက်ခဲ့တယ်ကျွန်တော်ဒီရောဘလို့ရအောင်လုပ်ခဲ့လဲဆိုရင်ကျွန်တော်တို့မှာနီးနီးပဲရှိတယ်အဲ့ဒါကဘာလဲဆိုတော့ လူတွေမြင်ရင်ကျွန်တော်တို့ရဲ့ post ကိုရက်ပြီးတော့ကြည့်ပါเนาะရက်ပြီးတော့ကြည့်အောင်ကျွန်တော်တို့ကဒီ product ကိုပုံတွေပြည့်ပြတုံးတာဆက်စားရင်ကျွန်တော်လူပုံလေးထည့်မယ်လူဗီဒီယိုလေးရိုက်ပြီးပြောရတဲ့ဆိုရင်ကျွန်တော်ဒီ angle camera ပို့ရောပို့ရရပေါ့เนาะဒီလိုမျိုးလေးပို့ရမယ်ပြီးနောက်တစ်ခုက target တင် target တင်တခြားလောက်ချိန်မှာကျွန်တော်တို့ဒီလိုပဲဆက်လေးရနိုင်တယ်ပေါ့เนาะကျွန်တော်ကရန်ကုန်မြို့ကိုရွေးလိုက်ရုံနဲ့မပြီးဘူးပေါ့เนาะ ကို့ဘော်ဒါကိုတကယ်စိတ်ဝင်စားရလူတွေကို့ဝါနနာပါရလူတွေကိုထည့်ပြီးတော့ကျွန်တော်တာဂက်လုပ်ရတယ်ပေါ့နော်ဒီလိုဘတ်ဂျက်နည်းနည်းနဲ့ထိရောက်တဲ့ကြော်ညာနီလန်းတွေအကြောင်းအတိတ်စိတ်ပုံမတိချင်တယ်ဆိုရင်ကျွန်တော်တို့ channel ကို follow လုပ်ထားပြီးတော့ DBO လေးကို save လုပ်ထားဖို့လိုပါတယ်နော်ဟုတ်ပြီတခြားတိချင်ရလေးရှိရင်လည်းကျွန်တော် comment chat box မှာလာမေးလို့ရပါတယ်အဆုံးအထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်